ါရှင်အခုတစ်ခေါက်ပေါ့နော်ပြပြပေးသွားမယ့် reading လေးကအဲ collective reading ပေါ့နော်ပြောမယ်ဆိုရင်တော့ဒါ general collective reading လို့ပဲပြောရမှာပေါ့နော်ဒါဒီ reading video လေးကိုတွေးတဲ့သူတိုင်းပေါ့နော် energy energy လေးတွေကိုက်နေတယ်ဆိုရင်ဒါကိုအတွက်ဒီဒီ reading လေးကနေပြောသွားတာလေးတွေကိုအဲမှတ်ဆရာရှိတာမှတ်ပေါ့နော် အလိုမျိုးလေးလုံးလို့ရပါတယ်အရင်ဆုံးနားထောင်ကြည့်ပေါ့နော်ကဲပြီးနားထောင်နေရင်လည်းမကိုနဲ့ပေါ့နော် energy ကိုက်နေတာမရှိဘူးဆိုရင်တော့ဆက်ပြီးတော့ ်နားမထောင်နဲ့ပေါ့နော်တချို့အရာလေးတွေကျတော့ဒီမှာသတိထားမယ့်အရာလေးတွေစသဖြင့်အဲ့ဒီမျိုးလေးတွေတွေ့နေရတဲ့အခါကျတော့လေဒါကတော့ energy ကိုင်းနေတဲ့သူလေးတွေအတွက်တော့ဒါအဆင်ပြေမယ်လို့တော့ထင်ပါတယ်နော်အဲ့တော့อืมခုကအလုံးနာတဲ့အချိန်လေးမှာခဏလေးအားလုံးလေးအဲရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်လေဟွာပေါ့ဒီကတ်ကလေးတွေကတော့နည်းနည်းအလင်းပြန်နေလိမ့်မယ်နဲ့တူတယ်ရတယ်တိတ်မမြင်ရတယ်ကိစ္စတော့မရှိပါဘူးပြောတာလေးကိုပဲအဓိကထားပြီးတော့ နောက်ထောင်ပေးပါเนาะအဲ့တော့အမကအပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောရမယ်ပထမတစ်ပိုင်းကတော့ဒါဒီကိုရအခုပေါ့နော်ဒါဘယ်လိုပြောရမလဲအဲနောင်ဖြစ်လာနိုင်မယ်ပေါ့နော်စေဘွားရေတို့စသဖြင့်ပေါ့နော်လူမျိုးအလောက်ခိုင်ပိုင်းအခြေအနေလေးတွေကိုပြောပြပြီးွားရင်မဖြစ်မနေပါနေကြဖြစ်တဲ့အခြေအနေပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့လဲဒါ lower the message လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာပေါ့နော်အဲနော်လေးအလင်းမောင်း ော့ဆိုတော့လေးကိုဥစားမီးရလည်းပြန်နေနေဘက်ကြီးရိုက်လိုက်ရတာဆိုတော့လေမြင်ရတဲ့လောက်လေးတော့တစ်ချက်ကြည့်ပြီเนาะဒီ majestic ဆိုတဲ့ကတ်ကလေးပေါ့ကောပြောချင်တာကတော့ပေါ့เนาะဟိုကို့ဘွားမှာပေါ့เนาะအခြေအနေလေးတွေကအရင်တော့အဆင်မပြေခဲ့တာတွေရှိတယ်ပေါ့เนาะမမြမတခြင်းတွေစသဖြင့်ပေါ့เนาะအဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုရင်တော့ဒီဒီ reading လေးကိုနားထောင်ပြီးွားတဲ့အချိန်ပေါ့เนาะအဲ future ကာလမှာတော့ကို့ကို့အတွက်ကပေါ့เนาะပြန်ပြီးတော့ မြတ်တမှုလေးတွေအစဉ်ပြေမှုလေးတွေပြန်ပြီးတော့ရရှိလာလိမ့်မယ်ပြောချင်တာကဘာလို့အဲ့လိုမျိုးပြောလဲဆိုတော့နောက်ကက်တွေအနေနဲ့မှာသဝောနဲ့အဲ9 of pandigas ပေါ့နော်ကက်ရဆိုရင်တော့ပြောရမယ်ဆိုရင်တော့ကတကယ်တကယ်ကိုစီပွားရေးအလုပ်ကိုင်းနေငွေကြီးတွေမှာပေါ့နော်ဒါအစဉ်ပြေလာလိမ့်မယ်တကယ်ကိုဘယ်လိုပြောမလဲကိုကြိုးစားရင်ကြိုးစားထားရတဲ့ရလက်တွေကိုပေါ့နော်ဒါဘယ်လိုပြောမလဲရိတ်သိမ်းရလိမ့်မယ်အဲ့ဒီရလက်တွေကလည်းပြောရမယ်ဆိုရင်တော့ကတကယ်ကို စိတ်ကျဉ်နှလျားလောက်အောင်ပေါ့နော်ဒါပျော်ရှင်ရမယ့်ရလက်မျိုးတဲ့အဲအဲ့လိုမျိုးတွေကိုကိုယ်အနေနဲ့ရရှိပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ကိုယ်အတွက်ကတော့အနာဂတ်မှာတော့ပေါ့နော်အခုအချိန်မှာအချိန်လေးတွေအဆင်ပြေရာတွေကြုံနေရတယ်ဆိုလည်းသိပြီးတော့အရန်ချီအားငင်စရာမလိုပါဘူးတဲ့နော်အနာဂတ်မှာဒီလိုမျိုး energy ရှိတဲ့အတွက်ကြောင့်ကြိုးစားပေးပါနော်လက်ရှိမှာဟိုမမျှမတချင်းနေဖြစ်နေတယ်ဆိုရင်လည်းခဏခဏတော့တိခံပေးပါအဆင်ပြေလာမယ့် energy တွေရှိနေတယ် ဒီမှာမြန်မာသလောက်ဆိုရင်တော့ပေါ့နော်အဲအခုကနေ6ရက်အတွင်း6လအတွင်းဟို6ဖက်အတွင်း6လအတွင်းပေါ့နော်အဲ့လိုမျိုးတော့မှဒါအဆင်ပြေလာနိုင်ခြေလေးရှိတယ်ပေါ့ခေါဒီနှစ်ထဲမှာမပြေနိုင်သေးဘူးဆိုရင်တော့မှနောက်နှစ်ထဲမှာတော့ဒါပြေလာမဲ့ energy တွေကတော့ရှိဦးရှိနေရနော်ညီမဆိုရင်အင်ဂျယ်လေးတွေကကိုယ့်ကိုဗာလေးတွေ message ပေးထားလဲဆိုတော့ခေါမှတစ်ခါတလေချင် ကိုကလမ်းသွားလမ်းလာရင်းနေပဲဖြစ်ဖြစ်ပေါ့နော် ဒါတနည်းအားမှာဒီလိုမျိုးပေါ့နော် what further လေးတွေဒါငမွေးဖြူရောင်လေးတွေစသဖြင့်ဒီလိုမျိုးလေးတွေမြင်ရရတာတို့ဒီခါကြီးကြောင့်ကွာအမဆိုရင်လမ်းလျှောက်နေတဲ့အခါကျရင်မိုးပေါ်ကနေငမွေးလေးပြုတ်ကျလာတယ်ဒါတော့ငှက်တွေသူတို့ပြန်သွားရင်းနဲ့ပြုတ်ကျခဲ့တာလည်းဖြစ်မှာပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဟိုပေါ့နော် unexpected location ကနေမြင်ရတဲ့အခါကွာဒါကဘာလေးတွေကိုအင်ဂျင်လေးတွေကကိုယ်ပေါ့နော်ဒါအဲဘယ်လိုပြောရမလဲ message ပေးနေတာလဲဆိုရင်တော့ ကိုကားတယ်နော်ကိုလုံနေတဲ့လမ်းချောင်းကကိုသွားနေတဲ့လမ်းချောင်းကမှန်ကန်ပါတယ်တဲ့နော်ဒီလမ်းချောင်းမှန်ကန်တဲ့အတွက်ကြောင့်ဆက်ပြီးတော့လျှောက်ပါတဲ့မင်းကတယောက်တည်းမဟုတ်ပါဘူးတဲ့မင်းကိုငါတို့တင်ဆောက်ရှောက်ပေးနေပါတယ်ပေါ့နော်မင်းနာမှာငါတို့တွေရှိနေပါတယ်ဆိုတဲ့ပေါ့နော်ဒါခွန်အားပေးတဲ့အနေနဲ့ပေါ့နော်ဒီလိုမျိုးလေးတွေအင်ဂျင်လေးတွေကနေကိုကိုဆိုင်းလေးတွေပြတယ်လို့ဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးလေးတွေတွေ့တယ်ဆိုရင်တော့ပေါ့နော်ဘာလို့ဖြစ်ဖြစ်ကိုယ်အနေနဲ့ငါတယောက်တည်းမဟုတ်ဘူးငါလမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ငါရှောက်နေတဲ့လမ်းအမှန်ကန်နေငါ့ကိုလည်းပဲပေါ့နော်ဒီလိုမျိုး injury လေးတွေကဆောက်ရှောက်ပေးနေတယ်ကုညီပေးနေတယ်အဓိကနောက်ဆုံးဘယ်လိုပြောမလဲဆိုတော့ကို injuration ကနေတစင်ဒါကတော့လုံးတင်တယ်ဒါကတော့မလုံးတင်အောင်စောက်တဲ့ဖြစ်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့ဒါ လမ်းပြပေးနေတယ်လို့ခံစားရလိမ့်မယ်ပေါ့နော်အဲအဲ့လိုမျိုးလေးနေအင်ဂျင်လေးတွေကတင်တွယ်ရှိနေပါတယ်ဆိုပြီးတော့ဒါ message လေးပေးထားတာပေါ့နော်အဲ့တော့ဒီမှာ touch ပြီးတော့ကြည့်မယ်ဆိုရင်နောက်တစ်ခါကလည်းအဲ့လိုပဲနှစ်ကလုံးကြာလာတဲ့အချိန်မှာနောက်တစ်ခါကလည်း No, you may have been feeling isolated, rejected, unappreciated, or misunderstood. ဆက်သဖြင့်ပေါ့ကွာအခုချိန်မှာပေါ့နော်ကိုကဟို feeling ကဟိုဘယ်လိုပြောမလဲ ဟိုသူများတွေလို့မဟုတ်ဘဲနဲ့ကွာ depression mood တွေလိုမျိုးဖြစ်နေတာမျိုးပေါ့နော်ဟိုကိုဟိုလူတွေကမလေးစားကြဘူးကိုရှောင်ဖယ်ထားကြတယ်ဖယ်ကျင်ထားကြတယ်နားလည်မှုတွေလဲကြတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေတချို့တွေဒါအလောက်ခံပိုင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ခံစားရတာမျိုးလေးရှိတတ်တယ်ပေါ့ကွာတကယ်လို့အဲ့လိုမျိုးတွေရှိနေတယ်ဆိုရင်နဲ့နော်ဘယ်လိုပြောရမလဲခုနကဖယ်စာလေးရဲ့ message လေးလိုမျိုးပဲအင်ဂျင်လေးတွေကကို့ ဘေးကနေလိုက်ပြီးတော့ဆောက်ရှောက်ပေးနေပါတယ်တော့เนาะအမ်ဘယ်လိုပြောမလဲ you are not alone နဲ့ဒီမှာဆိုရင်လည်း you are not alone เนาะအဆုံးအစာချောင်းလေးမှာဒီမှာဆိုရင်လည်း but today you realize you are not alone နော် you are not alone ကြီးပဲဒါနှစ်ခုလုံးကိုနှစ်ကပ်လုံးမှာပြနေရတယ်เนาะ there's a living angel walking right beside you เนาะ living angel ဆိုတော့ကွာတကယ်ဟိုပေါ့เนาะဒါမေတ္တာစေတနာနဲ့ပေါ့เนาะဒါလုံးဝဟိုမေတ္တာဓာတ်တွေပြည့်ဝနေတဲ့ angel လေးတွေကနော်ဒီချစ်ဖို့ကောင်းတဲ့ angel လေးတွေကကိုယ့်ရဲ့ဘေးမှာဆောက်ရှောက်ပေးနေပါတယ်ဆိုတော့ဒီကလေးနှစ်ခုလုံးကသူတို့တွေကကိုယ်ကိုဆောက်ရှောက်ပေးနေပါတယ်လို့ပြောနေတာဖြစ်တဲ့အတွက်ကြောင့်အတတ်နိုင်ဆုံးပေါ့နော် ကိုကလည်းပဲကိုယ်ဆောက်ရှောက်တွေကိုဒါကိုယေရှုတင်တဲ့စိတ်လေးနဲ့ပေါ့နော်သူတို့တွေရဲ့ဆောက်ရှောက်မှုတွေနဲ့တူတူကိုက အော်ဘယ်သူမှမရှိဘူးဘယ်သူမှဟိုကမဖြစ်ဘူးဆိုရင်တော့ငါ့ကိုငါ့ရဲ့ငါ့မှာငါဆောက်ရှောက်လေးတွေရှိတယ်ငါ့ကိုအင်ဂျယ်လေးတွေကဆောက်ရှောက်ပြီးနေတယ်ဒါကြောင့်မို့လို့ပေါ့နော်သူတို့တွေရဲ့မေတ္တာတန်းတဲ့သူငါဘာပဲဖြစ်ဖြစ်စိတ်ထကြောက်နေကြမလို့ဘာပဲဖြစ်ဖြစ်ငါဟိုဘယ်လိုပြောရမလဲကွာပိန်ငယ်နေကြမလို့စောက်သဖြင့်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးစိတ်ကိုထားပြီးတော့ ကိုစူးစမ်းစရာရှိတာလေးတွေစူးစမ်းသွားပြီပါတဲ့အဲ့လိုဆိုရင်တော့ဒီလို energy တွေအတိုင်းဘဝမှာမမျှတခြင်းတွေဖြစ်နေတဲ့အခါကျရင်မျှတခြင်းတွေအပြန်ပြီးတော့ရောက်ရှိလာလိမ့်မယ်ကိုဘဝမှာတကယ့်ဟောပေါ့နော် happiness energy တွေတကယ့်ကိုပျော်ရွှင်ရမယ်တကယ့်ကိုကျင့်နေရတော့မှ resist တွေရရှိလာလိမ့်မယ်ဆိုပြီးတော့ဒါဖြေချပေးထားတာဖြစ်ပါတယ်နော်အဲမိလာတော့ဘန်ကဘန်ကရန်လေးနည်းနည်းဝင်နေမှာခဏလေးပါနော် အဲ့တော့ဒါကတော့ဗောနော်ဒါ general reading ဖြစ်တဲ့ဒါစီပွားရေးတို့လောက်ကင်ပိုင်းနေတာအင်ဂျယ်လေးတွေရဲ့ကိုယ်အားပေးတဲ့အားပေးစကားလေးတွေကို ပြောပေးသွားတာဖြစ်ပါရဲ့เนาะအဲ့တော့အဲ့ဒီအပိုင်းပြီးသွားရင်အမကဘာကိုဆက်ပြီးပြောမလဲဆိုရင်တော့မပါမဖြစ်အခြေရေအခြေရေနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုယ်ဘာတွေကြုံနေရတယ်ဘလို့ပြောင်းလဲမှုတွေဖြစ်လာဖို့တွေရှိလဲဆိုတာကိုကြည့်ပေးမယ်เนาะဒါကဟို energy ကြိုက်တဲ့သူတွေကတော့ဒီအခြေရေနဲ့ပတ်သက်တဲ့ message လေးကိုထေချာနားထောင်ပေးဖို့เนาะ ဒီမှာဆိုရင်ဘာတွေမြင်နေရလဲဆိုတော့တချို့လေးတွေကတချို့လေးတွေနည်းနည်းပေါ့နော်ဒါ divine energy တွေမြင်နေရတယ်အနောက်ရှက်တွေဝင်နေတယ်ကိုယ့်ရဲ့အခြေအရေးမှာနော်အနောက်ရှက်တွေဟိုလိုပြရမလဲအဲ့ဒါကိုတတ်တော်ဒီလိုပဲပြောလိုက်ရမှာပေါ့နော်အနောက်ရှက်ဆိုရင်တော့ဒါအခြေအရေးမှာများသောအားဖြင့်အနောက်ရှက်ကတပ်ပါတီအနောက်ရှက်တွေကများတယ်လေဟုတ်တယ်မလားအဲ့လိုမျိုးတွေဖြစ်နေတယ်တချို့တွေကြတော့အမ်ဘယ်လိုပြောရမလဲ ဟိုကိုကတော့ဒီအချင်းကြီးကိုတိဆောက်ထားတယ်ဆိုပေမဲ့ကိုရဲ့ trauma တွေနော်ကိုရဲ့အရင်အတိတ်ကပေါ့နော်ဒါရှိခဲ့မှုတဲ့ relationship တွေအဟောင်းတွေပေါ့နော်ဒီအဟောင်းတွေကနေရခဲ့တဲ့ trauma တွေကကိုကို ပြန်ပြီးတော့အခုလက်ရှိအစ်စ်ကိုတိဆောက်နေရင်တောင်မှပြန်ပြီးတော့ဒီ trauma တွေကကိုကိုဖမ်းဆွဲထားတယ်ကွာအဲ့တော့ဘာတွေဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ relationship မှာမယုံကြည်မှုတွေအဲ့လိုမျိုးစသဖြင့်အဲ့လိုမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော် အာကိုကိုကိုလည်းစိတ်မလုံးချုံဘောကွာတိတယ်မလားဒီလိုမျိုးထပ်ဖြစ်ရင်ဘယ်လိုလုံးလဲဆိုတော့စိတ်တယ်အဲ့လိုမျိုးရှိတဲ့သူလေးတွေလည်းဒီမှာကြည်နေတဲ့တဲမှာရှိနေမှာဒါတော့ energy ကြိုက်တဲ့သူပဲပေါ့နော်အဲ့လိုမျိုးလူမြင်ရတယ်ခုနကကြတော့ဟိုတချို့လေးတွေကကြတော့ကွာကိုရဲ့လူကကိုကိုလိန်နေတယ်ဖုံးကွယ်နေတယ်နော်အဲ့လိုပုံစံလေးတွေကွာပြောမှဆိုတော့မျက်နှာဖုံးတက်ထားရပေါ့နော်ဒီမှာဆိုရင်ကွာဒီမှာ someone is wearing false marks in this relationship တဲ့နော်ဒါမျက်နှာဖုံး အဲမျက်နှာဖုံးတက်ထားတယ်ကွာတိလားကိုယ်ဖုံးကွယ်နေတယ်ဆိုတဲ့သဘောမျိုးသူ့ရဲ့မျက်နှာဖုံးအောင်မှာသူ့ရဲ့ပင်ကိုပေါ့နော်သူဖြစ်နေတဲ့အရာတွေကတော့ရှိနေမှာပဲကွာအဲ့လိုမျိုးဒီ ြုံနေရတယ်ဆိုအဲ့ဒါကတော့များသောအဖြစ်ကတော့ဒါဒီလိုမျိုး DV energy ရပြောမယ်ဆိုရင်တော့ဒါ third party ပေါ့နော် third party relationship တွေအနေရှိနေတယ်ဆိုရင် relationship တွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်တော့ဒါအခြေအနေတိတ်မကောင်းပေါ့ကွာဒီလို relationship တွေကကိုယ့်အတွက်အဆင်မပြေကိုယ်ကလည်းကိုယ့်ရဲ့အရင်တုန်းက trauma တွေကလည်းရှိနေတယ်ကိုကြုံနေရတဲ့အရာတွေကလည်းကိုကြောက်တဲ့အရာတွေကိုပဲကြုံနေရတယ်ဆိုရင်တော့ဒီ relationship ကကောင်းလာမလားဆိုရင်တော့တိတ်တော့အဆင်မပြေလားဘူး separation energy လည်းဒီမှာမြင်နေရရယ်နော် separation energy လည်းမြင်နေရတဲ့ကြာခါကြတော့ကွာပြောမှဆိုတော့ဘလို့ပြောရမလဲဒီအခုဒီလိုမျိုးနေကြုံနေရတဲ့သူလေးတွေဆိုရင်ကွာအခုအချိန်ကပေါ့နော်ဒီဒီဒီလိုရိုင်နေနေလမ်းကြောင်းလေးပေါ်မှာပေါ့နော်ပြောမှဆိုတော့ဂျောက်ကန်းပါနဲ့ဥမာပေးလိုက်မှာကွာဂျောက်ကန်းပါစွန်းလေးမှာလမ်းလျှောက်နေမတော်ရင်ပြုတ်ကျသွားနိုင်တယ်ဆိုတဲ့သဘောမျိုးလေးပေါ့အဲ့တော့အဲ့လိုသူလေးတွေကတော့အတက်နိုင်ဆုံးကိုယ့်ရဲ့ relationship ကိုပြန်လည်သုံးသပ်ပြီးတော့ပေါ့နော်တကယ်လို့သာ ကိုယ့်ရဲ့တစ်ဖက်လူကဒီလိုမျိုးမျက်နှာဖုံးတက်ထားတဲ့သူတကယ်ဟုတ်ပေါ့နော်ကို့အတွက်တကယ်ဟုတ်ဘလို့နီးနေမှာအစင်မပြေတဲ့သူဖြစ်တယ်ဆိုရင်တော့အတတ်နိုင်ဆုံးတော့ဒါကဆက်သွားလို့မတင်တော့နော်တချို့ဆိုရင်တစ်ချိန်တစ်ခါတော့မဟုတ်ဘူးကအချိန်ချင်းချင်းချင်းကျူးလွန်နေတဲ့သူတွေလည်းရှိကောင်းရှိတယ်အဲ့ဒါကိုလည်းကိုယ့်စီပြန်လာတယ်ပြန်လာတယ်ဆိုတော့စိတ်နဲ့လက်ခံနေတဲ့သူတွေရှိတာကိုမြင်နေရတယ် တော့အဲ့လိုသူမျိုးတွေရှိနေဆိုရင်တော့ကို relationship ကိုပြန်လာတုံးတက်ပါပြီးအောင်ကို့အနေနဲ့ကလည်း heal မဖြစ်သေးတဲ့အရာတွေကိုရဲ့ trauma တွေရှိနေသေးတယ်ဆိုရင်လည်းအဲ့ဒါတွေကိုအရင်ဆုံး heal ဖြစ်အောင်လုပ်ပါဒီလိုမျိုးတွေ heal ဖြစ်အောင်လုပ်ပြီးတော့ကိုကပေါ့နော်လုံးဝကိုအာငါတကယ်ကိုစိတ်တွေလည်းအဆင်ပြေလာပြီးငါငါတယောက်တည်းနဲ့လည်းငါပြည့်စုံပြီးဆိုတာခံစားချက်အဲ့လိုခံစားချက်ဘယ်သူဘယ်သူရှိမှငါအဆင်ပြေရမယ်ဘယ်သူဘယ်သူရှိနေမှငါပျော်ရရဆိုတော့ ခံစားချက်မျိုးမဟုတ်ဘဲနဲ့ငါတယောက်ထင်းနဲ့လည်းငါပြည့်စုံပြီဆိုတော့ခံစားချက်မျိုးအဲ့လိုမျိုးလေးရရှိလာနိုင်တဲ့တစ်နေ့ကိုယ့်တဘောမှာ romantic feeling နေနဲ့လူရောက်လာလိမ့်မယ်နော်ဒီလိုသူမျိုးကကိုယ့်တမဟုတ်ဘူးဆိုရင် separation လုပ်လိုက်တာကတော့အကောင်းဆုံးပဲပြီးရင်တယောက်တည်းနေကိုယ့်ရဲ့ trauma healing တွေကို ကြိုးစားမယ်ဟိဖြစ်သွားရင်တော့ကိုယ့်ဘဝမှာတကယ်ကောင်းတာရောက်လာတယ်မအချိန်ကာလကတော့ဘယ်လောက်ကြာမလဲကိုဟိမဖြစ်သေးသဖြင့်ကိုကိုယ့်ပုံမှာပဲမူတည်တဲ့အချိန်ကာလကလေကိုမြင်မြန်ကောင်းလာရင်ကောင်းတယ်လို့မြင်မြန်ကိုယ့်အတွက်ကတကယ်ကိုကောင်းတဲ့အချိန်ကိုကြုံရမှာပဲအဲ့တော့ပြောချင်တာကငါအချိန်မခံရဘူးလားငါအချိန်ချင်းနဲ့မထိုက်တန်ဘူးလားလို့မတွေးနဲ့ငါ့ကိုဘာလို့ဒီလိုမျိုးတွေလုပ်နေရလဲငါကတော့ချစ်လိုက်ရတာ तू ကဘာလို့ငါ့ကိုဒီလိုမျိုးတွေတုံ့ပြန်နေရတာလဲဘာလို့ငါချစ်တယ်လို့မချစ်ရတာလဲငါက အချင်းနမထိုက်တန်တော့ဘူးလားစသဖြင့်ဒီလိုအတွေးတွေလည်းမတွေးပါနဲ့တဲ့ you deserve love ပါနော် you are lovely ပဲမင်းအရန်ချစ်ဖို့ကောင်းတယ်အရန်ကိုလည်းစာနာနာလေတဲ့တဲ့နော်သူဖြစ်တယ်တကယ်ကိုမေတ္တာတရားကြီးမားတဲ့သူဖြစ်တဲ့တော့ကြောင့်မင်းရမင်းမင်းရဲ့မေတ္တာနဲ့ထိုက်တန်တဲ့သူမင်းဘောမှာ ရှိကိုရှိပါတယ်တဲ့မင်းကလည်းဒီလိုအချစ်တွေပေးတဲ့သူဖြစ်တဲ့တော့ကြောင့်ဒီလိုအချစ်တွေနဲ့လည်းမင်းကထိုက်တန်ပါတယ်နော်မင်းတကယ်ကိုအချစ် အချစ်ချင်းမြတ်တာတွေနဲ့ထောက်တန်တဲ့သူတယောက်ဖြစ်ပါတယ်ဆိုပြီးတော့ဒါအင်ဂျယ်လေးတွေကကိုယ်ကို message ပေးထားတယ်ပေါ့နော်ဒါဘာလို့ဖြစ်ဖြစ်ဒီလို energy တွေရှိနေတဲ့သူတွေရှိတယ်ဆိုရင်တော့ကိုကိုကိုပြန်လဲသုံးသပ်ဖို့အတွက်ဒါအချိန်တော့ရောက်လာပြီလို့တော့ဒါအင်ဂျယ်လေးတွေကပြောထားတာပေါ့နော်ဒါအမှပြောတာမဟုတ်ဘူးနော်အင်ဂျယ်လေးတွေပြောတာဟုတ်ပြီလားအင်ဂျယ်လေးတွေစကားကိုနားထောင်နော်ဒါဆိုရင်တို့ကအမြဲတမ်းကိုစောက်ရှောက်ပေးနေလိမ့်မယ်စကားနားမထောင်ရင်တော့အင်ဂျယ်လေးတွေကသင်ခန်းစာပေးမှာနော်အဲ့ဒါမှတ်ထား အဲ့တော့ဒါလေးညာကျတော့အမကဒါတီးပေါ့နော်ဒါကော်ဖီဘာဥစားပေါ့အဲ့ဒါအဲ့ဘယ်လိုခေါ်လဲအဲ what's the tea oracle လေးနဲ့အမတစ်ချက်ကြည့်ထားတဲ့ခါကျတော့ကဒီမှာဘယ်လိုမျိုးလေးမြင်ရလဲဆိုရင်ပေါ့ဒါ relationship နဲ့ပဲဆိုင်လိုက်မယ်တချို့တွေလေတချို့တွေဆိုရင်ကွာဟိုဘယ်လိုပြောမလဲတွားတော့တွားနေတယ်ဒါပေမဲ့ commitment မရှိဘူးဖြစ်နေတချို့ relationship တွေက အာတိရမလားအာသွားတာကတော့ပျော်ရွှင်စရာလေးတွေပဲလုံးဝအောင် friend ဒီမှာဆိုရင် friend way benefit ဆိုပြီးတော့ပြောနေတာကွာတချို့တွေဆိုရင်အဲ့လိုကြီးရှိတယ်ဒါမဲ့ကိုကတော့ commitment နေတေချာလိုချင်တယ်တိရမလားဒါမဲ့ဟိုဘက်ခါကျတော့အဲ့လိုမဟုတ်ဘူး commitment ကိုကတောင်းလိုက်တဲ့ခါကျရင်အဆင်မပြေဘူးသူ့မှာအပြည့်မရှိဘူးအဲ့လိုမျိုးအခြေအနေတွေတချို့ကြီးကြုံနေရတာရှိတယ်တဲ့ အဲ့လိုမျိုးညုံနေရတဲ့အခါကျတော့ကတချို့လေးတွေကိုကိုကိုဖျက်ဆီးနေမိတဲ့သူလေးတွေလည်းရှိတယ်ခွာတိတယ်မှာအသေးခွဲလို့အရက်တော့ရတာနဲ့ဆလေးတော့ရတာနဲ့ဘာသွားရတာနဲ့ကလက်သွားရတာနဲ့ဟိုအလုပ်ရတာဒီအလုပ်ရတာနဲ့ကိုကိုကိုကတတိလေးပြန်ကပ်ပြီးတော့မထိမ်းမဲနဲ့တတိလွတ်လွတ်တွေပြုတ်မှုနေတဲ့သူလေးတွေရှိလိမ့်မယ်တဲ့နော်အဲ့လိုလူလေးတွေရှိရဆိုရင်တော့ကိုကိုကိုပြန်ပြီးတော့ထိမ့်သိမ့်တင်ပါတယ်နော်ဘာမှဟိုဘယ်ဟာမဆို လုံလုံကျွကျွတွေမလုံးတင်ဘူးဆိုတဲ့သဘောမျိုးကိုပြောချင်တာပေါ့နော်အဲ့တော့ဘလိုမျိုးလေးတွေလုံမလဲဆိုရင်တော့ဒါဒီမှာဆိုရင်မတောင်တန်းကြီးတွေမှာသွားပြီးတော့ထိုင်ပြီးတော့ငေးနေအဓိက relaxing ပေါ့နော် relax လောက်ကမင်းဟိုဘလိုပြောမလဲကိုတချို့အရာတွေကွာကိုကိုကိုဟိုဘလိုပြောအရန်ကြီးပေါ့နော်မွန်းချက်လာတဲ့အခါအဖြေရှောင်များတော့တဲ့အခါဟိုဘလိုပြောမလဲဒီမဖြေရှင်းနိုင်တော့တဲ့အခါပေါ့နော်တနည်းအားထွက်သွားလိုက် ထွက်သွားဆိုတော့ဟိုအိမ်ဘောနေဆင်းခိုင်းတာမဟုတ်ဘူးเนาะခရီးတစ်ခုခုထွက်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအယံတိတ်ဆိတ်ငြိမ်းချမ်းပြီးတော့တဘာဝတရားနဲ့ထိတွေ့ကြည့်လိုက်တေးလားဘာဝတရားနဲ့ထိတွေ့ပြီးတော့အာလက်ဆက်တဲ့လေတွေကိုရှူမယ်အဲဒီသဘာဝတရားရဲ့အလှပတွေကိုရှူစမ်းသဘာဝကပေးတဲ့ healing ပေါ့နော် healing healing energy ကိုယူမယ်ပြီးဝရင်အကောင်းဆုံးပြန်ပြီးတော့ပေါ့နော်ဒါကိုယ့်စိတ်ကိုရှင်းအောင်လုပ်မယ်ရှင်းအောင်လုပ်ပြီးဝရင်စိတ်ကရှင်းရင်ရှင်းသွားတယ်လို့အဖြေတစ်ခုကတော့ကိုယ့်အတွက်က ထွက်လာမှာပဲခွာတချို့လေးတွေကြတော့ဗာလေးတွေလုတ်တယ်လဲဆိုတော့ဒီမှာဆိုရင်ကိုကိုကိုရင်းချက်အောင်လို့ပေါ့နော်ဒါဟိုစ조사အထောက်မှုတွေရှိတယ်။ဟိုမှာဟိုတချို့ဆိုရင်တော့ကြတော့ဒီဟိုဘာလို့ဒီကတခုခုကိုတင်ယူတာမျိုးတွေစသဖြင့်ပေါ့နော်။အဲအဲ့လိုမျိုးလေးတွေလည်းရှိတတ်တယ်။တချို့ကြတော့လည်း journaling ရေးတာလေးတွေပေါ့။တချို့ journaling ရေးတာလည်းတကယ်ကောင်းတယ်တလား။ကို့မှာအဆင်မပြေမှုတွေရှိနေတယ်။ဒါတွေကိုချရေးလိုက်။ ြင်ကိုဘာတွေဖြစ်ချင်လဲဆိုတာတွေကိုလည်းခြာရေးလိုက်ပြီးဝရင်ပေါ့နော်ဒီအရာလေးတွေကိုကိုဒါတွေတည်းတော့ဟာဖြစ်နေတယ်ဒါမဲ့ငါဖြစ်ချင်တာဒီလိုအဲ့တော့ငါဖြစ်ချင်တာဒီလိုဖြစ်တဲ့အတွက်ကြောင့်ကိုငါငါဖြစ်နေရတာတွေကဒီလိုတွေဖြစ်နေတာကိုပြန်ပြီးတော့တုံးတန်းကြီးလာတဲ့အခါကျရင်ကိုကဘာဘာလုံးလာနိုင်လဲဆိုတော့ကိုကိုကိုပြန်ပြီးတော့သတိကပ်လာနိုင်တယ်သတိကပ်လာတာမှကိုဖြစ်ချင်တာလေးတွေကိုစူးစမ်းပြီးတော့ကိုကိုကိုပြန်ပြီးတော့အာယုံဆိုင်နိုင်လာမယ်အဲ့လိုမျိုးလေးတွေပေါ့နော်ကိုကိုကိုဒါ self healing လေးပြန်ပြန်ပြီးတော့ကွာ လုတ်ပေးတာပေါ့နော်ဥမာကဟို healing healing ဟင်းဆိုတာကတရားထိုင်တာတွေဟို affirmation နားထောင်တာတို့ဘာတို့ညာတို့လုတ်တာကလည်းဒါ healing တစ်ပိုင်းဆိုမှာဒီလိုမျိုးလေးတွေကလည်းဒါ healing နေမှာပဲနော်သဘာဝနဲ့ထိတွေ့တာမျိုးလေးတွေတငင်ချင်းနေနဲ့အဲအချိန်တစ်ခုပေးပြီးတော့ပေါ့နော်လလလလလမျိုးလုတ်တာမျိုးလေးတွေပြီးတော့ကိုလုတ်ချင်တဲ့အရာလေးတွေကိုကိုတေချာလေးပေါ့နော်ဒါဒီလိုမျိုး journaling ရေးပြီးတော့ဖြစ်အောင်စူးစမ်းတာလေးတွေ target တစ်ခုထားပြီးတော့စူးစမ်းတာလေးတွေအဲအဲ့လိုမျိုးကိုအတွက်အကျိုးရှိမဲ့အရာတွေကိုသင်ယူတာလေးတွေဒါတွေကအကုန်လုံးကလည်းကိုအတွက်ကိုတောင်း ဟင်းလင်းတစ်ခုပါပဲအဲ့လိုမျိုးလေးလှုပ်ချင်းလှုပ်ချင်းအပြင်ဘာတွေဖြစ်လာမလဲဆိုတော့ကိုကိုကိုအာယုံဆိုင်နိုင်လာတယ်ကိုကိုကိုပို့ပြီးတော့ဘောနော်ဒါဟိုကိုအတွက်ကိုပို့ကြည့်တက်လာတဲ့အခါကျရင်ကွာတခြားသောအရေးကိစ္စတွေကအဲ့လောက်ထိခေါင်းထဲရမလာတော့အခါကျရင်ကိုကကိုကိုကို ਨੇ ပြည့်စုံနေဆိုတဲ့ဘောနော်ဒါအဲ့လို ခံစားချက်မျိုးကိုတဖြည်းဖြည်းနဲ့ရရှိလာလိမ့်မယ်။အမြန်ညော့မရဘူးပေါ့နော်။တဖြည်းဖြည်းနဲ့တော့ကိုကိုလေ့ကျင့်ယူရမယ်၊စ조사ရမယ်။နောက်ဆုံးမှရရှိလာလိမ့်မယ်။အဲ့လိုမျိုးရရှိလာတဲ့အခါကျရင်တော့ကိုဘွားကကိုဖြစ်ချင်တယ်လို့မျိုးလေးတွေဒါဖြစ်လာနိုင်တယ်ဖြစ်လာတတ်တယ်ကိုလူချင်းနဲ့ချစ်ချင်းမြတ်တာမျိုးတွေအခုလက်ရှိသူကမဟုတ်ဘူးဆိုရင်တော့တခြားသူစီကနေပြန်ပြီးရတာမျိုးတွေ ဖြစ်တတ်တယ်အဓိကတော့တခုရှိတာချစ်ချင်းမြတ်တာမှာကိုကဒီလိုအရာကိုလိုချင်နေဆိုရင်ကိုကိုတိုင်းကလည်းဒီလိုချစ်ချင်းမျိုးကိုပေးနိုင်တဲ့သူမျိုးဖြစ်ရမယ်ဒါမှသာကိုကိုနဲ့ထိုက်တန်တဲ့ချစ်ချင်းကကိုပေးသလိုမျိုးပြန်ရမှာဒီနေရာကမဟုတ်ဘူးဆိုရင်တော့တနေရရာကနေပြန်ပြီးတော့ရရှိမှာတော့အမှန်ပဲဒါကြောင့်မလို့ချစ်ချင်းမြတ်တာဆိုတာကအသွားပြန်ရှိကိုရှိပါတယ်ဒီလူစီကမဟုတ်ဘူးဆိုရင်တော့ကိုနဲ့ထိုက်တန်တဲ့လူစီကရကိုရမှာပဲအဲဒါကြောင့်မင်းကချစ်ချင်းနဲ့ ထိုက်တန်ပါတယ်ဆိုပြီးတော့ဒါပြောထားတာဖြစ်တယ်ပေါ့เนาะအဲ့တော့အမပြောထားတယ်လေအရင်ကများသွားပြီဆိုတော့လေ energy ကိုက်တဲ့သူလေးတွေကတော့ဒါကိုက်ညင်မှုလေးတွေရှိနေမှာပေါ့เนาะဒီလိုမျိုးကိုက်ညင်မှုလေးတွေရှိတဲ့သူလေးတွေကတော့ဒါပေးထားတဲ့ပေါ့เนาะဒါ advice message လေးတွေကို guide message လေးတွေကိုတေချာနားထောင်ပြီးတော့မှတ်သားပြီးတော့ ကြင်ကြံမဲ့ကြိုးစားမဲ့ဆိုရင်တော့ကိုယ့်အတွက်ကောင်းတာလေးတွေကဖြစ်ကိုဖြစ်လာပါလိမ့်မယ်နော်ဟုတ်ပြီလားအဲ့တော့ဒီ reading လေးကိုသဘောကျတယ်ဆိုရင်တော့ like and share မှန်လေးတွေနဲ့အားပေးတော့ပါအောင်နော်အဲအခု video လေးကိုကြည့်တဲ့သူလေးတွေကအကယ်၍ဒါ Facebook page ကသူလေးတွေဆိုရင်လည်း page ကို follow မလုပ်ရသေးရင် for like and follow လေးလုပ်ပေးထားနော် YouTube ကသူလေးတွေဆိုရင်လည်း YouTube channel လေးကို subscribe လုပ်ပေးထားကြပါနော်အဲ TikTok ကသူလေးတွေကတော့ တိတော့မှာ follow မလုပ်ရသေးရင်တော့အပေါင်းလေးနှိပ်ခန့်နော်။ဘာပဲဖြစ်ဖြစ်ပေါ့နော်။ဒါဘယ်နေရာနေပဲကြည့်ကြည့် reading တွေရတော့အများတန်းအဲနေရာဆောင်ကနေ marker တင်ပေးနေတာပေါ့နော်။အဲ TikTok ကတော့အစောကြီးတင်နေဆိုတော့လေဟော TikTok ကိုလည်းအဲ follow ထားပြီးရင်တော့ပို့ပြီးတော့စောစောသိရတာပေါ့နော်။ Okay ကျေးဇူးတင်ပါတယ်ခုလိုမျိုးစကားရှိတာလေးတွေနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်။သဘောကျရင် like and share မှန်လေးလည်းလုပ်ပေးတော့ပါဦးနော်။ Bye 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 ရှင်။